ဒီလိုတာယာလှပတဲ့နေရာလေးကတော့ဟိုပုံမျိုးနဲ့မိုင်းပြင်းတင်သားမှရှိတယ်။ပါလဲအာမန်တဲ့ပရာဟိတာကြောင့်လိုက်ပဲဖြစ်ပါတယ်။ဒီအမျိုးသမီးပေါင်တွေကိုလှူလန်းထားတဲ့အလူရှင်တွေပါ။နောက်ကတော့ဘောလုံးကွင်းနဲ့အခမ်းအနားပေါ့နော်။အဲဒီမှာရေချိုးကြတယ်၊အဘကန်တွေဝါရီဖေးကြတယ်။ပါလဲအမန်တင်ပရိုက်တာကြောင့်တိုင်းကိုမွနေရှင်နေဖူပေါင်းပြီးရောလှူကြတဲ့နေလီမှာတတိယအဲလိုက်ပါပြီးရော အကုန်လုံးလည်းသာဓုခေါ်နိုင်အောင်မူလီတာပွားနိုင်အောင်လို့ဒီတရ sharing လုပ်ခြင်းဖြစ်ပါတယ်ဒါကိုကိတ်ခဲမှုရှိတယ်မလောက်ကျင်တော့အဲ့ဒါကလေးအဲ့လိုတော့ ontai click ဟာအရင်လဲတာရတယ်အာကိမိတဲ့ကိုထူကိုထចောင်းလေးတွေကိုဒီចောင်းတိုက်ကလေးတွေကိုပေါ့နော်ဖောက်ထားတာကဗိတုကပညာရှင်တွေအင်ဂျင်နီယာတွေနဲ့မဟုတ်ဘဲနဲ့ဖုံးဖုံးနဲ့ ဒီလမ်းညွှန်မှုမှာပဲကျောင်းလူကျောင်းသားတွေကကိုယ်ကိုယ်တားဖောက်ထားကြတာဒီရှမ်းကျောင်းလေးမှာ အခုဒီဒီမြေအိုးခွက်ပကံလေးတွေကိုအသုံးပြုနေကြတော့မယ်ပေါ့နော်ဒီအကျောင်းသူကျောင်းသားတွေကိုစာပေပညာသင်ကြားပေးတဲ့ပြင်အတမူဝန်ကျောင်းနေ ID ပညာတွေပါသင်ပေးတယ်ပေါ့နော်။ မော်တာနီရဲ့လက်ရာတွေပေါ့နော်မော်တာနီရှန်သမီးဖိုင်ကနေပြီးတော့ဒီအားလုံးမောင်းចောင်းမှာရှိရဲပုံပုံပါဝင်ဖီယာဖီယာမှာចောင်းကြီးចောင်းသားတွေ350ကျော်ပေါ့နော်လူ350ကျော်ကိုချက်ပြုတ်ပြထားပဲဖြစ်ပါတယ်မော်တာနီရဲ့လက်ရာတွေကတော့တူ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 ပြောဖီယာမလို့အောင်လောက်ကိုအာတော်တော်လေးကိုကောင်းမွန်ပြေဖုံတယ်ပြီးတော့ဖေဒနာလည်းပါတာကိုတွေ့ရတယ်အမ်အတူရှိမှာကလူဒီ အော်ရမလို့ရတယ်ပေါ့နော်နောက်ကျလူနည်းနည်းလေးအရင်ဖပြီးရောလူထောင်းချီတီအော်ရမပြီးရောချက်ပြုတ်လို့ရပါတယ် န်ဖိုရင်တော့ဒီကလေးလေးတွေကအရှိကြီးတန်းစီပြီးတော့လာကြတော့ပေါ့နော်ဒီနေ့ကမိုးရမ်းတန်းနေတဲ့အတွက်ကြောင့်မလို့အရှိကြီးတော့မတန်းစီနိုင်ခဲ့ဘူးအားလုံးကညီညီညီနဲ့တသက်ရရနဲ့အရန်ကိုဖီကန်ရှိရဲ့ဘုံဘုံလည်းကပ်ပြီးကလေးလေးတွေကိုလည်းကြွေးပြီးသွားပြီဆိုတော့ဒီဒီတို့ ကအလူရှင်နဲ့အတူတူဝါဒီဖွဲပါမယ်။အာမော်တာနီရဲ့ဒီတူဦးတုတ်ကိုလည်းဒီဒီကတော်ကိုကြိုက်တယ်တမပါတယ်။ပြီးတော့ဝတ်သားနဲ့မုံရင်းကျင်ရလဲအီမသွားပဲနဲ့ဖားလို့ရန်ကောင်းတယ်။ငါ6အီအီလေးနဲ့ငါ6စီပြန်ချက်ကလည်းတော်တော်လေးအကြိုက်တွေ့ခဲ့တယ်။ဒါကတော့တသက်လို့ဟင်းရေပေါ့နော်။ဥမာကဒီလို fan 8ကိုတရက်ကို9 8ကိုမာတယ်။ မကပြောင်းဝင်သာဒီကထပြီးဖိုက်တဲ့အတွက်ကြောင့်မလို့ရှမ်းပြည်ဖူပေမဲ့အတီးနဲ့ရွက်တီတော်တော်ရှားပါတယ်။ကျောင်းကိုလူတန်းကျင်တဲ့ဖူရင်ဝိထုငွေတွေပါတဲ့ဖန်တို့ကလဲပဲတို့အဓိကလိုပါတယ်။မလို့လဲဆိုတော့အလူရှိမရှိရဲ့နေ့တွေမှာဖူရင်ကလဲပင်းချက်တွေ့တာများတယ်ပေါ့နော်။ကလဲပဲဟင်းနဲ့ပတ်သက်ပြီးရောအဲတေးသချင်းအောင်မှာကျောင်းသားလေးရဲ့အလက်ရရှိရဲ့ပေါ့နော်။ရှင်များလည်းဒီထက်မကလူရန်နိုင်ကြပြီးတော့နတ်လူသားတို့ခေါ်နိုင်ကြပါဖြင့်